အဝေးခွင့်ရလဆိုးရနေမှုကိုလန်ဒန်စတေဒီယမ်မှာအဆုံးသတ်သွားရမယ်လီဗာပူးအားလုံးမင်္ဂလာပါရှင်စပော့ကဘာကနေကြိုဆိုလိုက်ပါတယ်ဒီတစ်ပတ်စူပါဆန်ဒီမှာကတော့လီဗာပူးအသင်းဟာပရီးမီယာလိပွဲစဉ်73အဖြစ်ဝက်ဆမ်အသင်းကိုအဝေးခွင့်မှာတွားရောက်ရင်ဆိုင်ရဖို့ရှိပါတယ် နိုဝင်ဘာလကိုမြန်မာစံတော်ချိန်၈နာရီခွဲမှာလီဗာပူးလို့ရဲ့ရှင်ပြိုင်မှုကိုမြင်တွေ့သွားရမှာဖြစ်ပါတယ်။အိမ်ဘက်ဖြစ်တဲ့ဝါဆမ်အသင်းကိုကြည့်ရရင်တော့ပွဲစဉ်၁၂နှစ်ထိပြီးဆုံးထားချိန်မှာ၃ပွဲနိုင်၂ပွဲတည်ရီ၇ပွဲရှုံးရမှတ်၁၇မှတ်နဲ့တန်းစင်းဆုံးအထံသားမှာရှိနေပါတယ်။ဒါကိုနောက်တစ်ဆင့်ထပ်မံခွဲချမ်းစိတ်ပြလိုက်ရင်တော့နီးပြဟောင်းခရီးဟန်ဘော်ဒါရဲ့ဝါဆမ်နဲ့လက်ရှိနီးပြတဲ့နူနူဆန်တိုတို့ရဲ့ဝါဆမ်ဆိုပြီးတော့ထပ်မံကွဲထွက်လာပါတယ်။ဝါဆမ်ကဂရီဟန်ဘော်ဒါနဲ့ရလက်ဆိုးနေလို့နူနူဆန်တိုကိုပြောင်းလဲခန့်အပ်ခဲ့တာပါ။ တခုရှိတာကတော့ဝက်ဆန်တို့အနိုင်ရထားတဲ့သုံးပွဲမှာနှစ်ပွဲကနူနူဆန်တို့ရဲ့လက်အောက်မှာရရှိထားတာဖြစ်ပါတယ်။ဒါအပြင်ဒီနိုင်ပွဲနှစ်ပွဲစလုံးကသူ့ရဲ့အိမ်ခွင်းမှာအနိုင်ရရှိထားတာဖြစ်ပါတယ်။ဒီတော့ဝက်ဆန်ဟာအိမ်ခွင်းအားကောင်းတဲ့နီးပြတ်တက်လက်အောက်မှာခြေစွမ်းကောင်းလာတဲ့အသင်းတစ်သင်းအဖြစ်မှတ်ယူနိုင်ပါတယ်။နောက်ဆုံးသုံးပတ်ဆက်ရှုံးပွဲမရှိထားသေးတဲ့အသင်းတစ်သင်းဖြစ်ပြီးတော့အားနဲ့ချက်နေနေကတော့ပြိုင်ဘက်အသင်းတွေကိုဘောလုံးပေးကင်ချင်းပါပဲ။ဒါကြောင့်မလို့ဘောလုံးကိုစိတ်ကြိုက်ကင်ကစားရရင်ထင်တိုင်းကျဲနိုင်တဲ့ ် Armslot အတွက်ကတော့အားသာချက်ဖြစ်သွားမလားဆိုတာစောင့်ကြည့်ရပါမယ်။ WhatsApp မှာ Mavropanos လို့အဓိကခံစားမှုဒဏ်ရာရနေပြီမဲ့လို့ကြံကစားသမားတွေကအပြည့်ရှိနေပါတယ်။အခုရှိတာက WhatsApp က Premier League အကောင်းဆုံးတိုက်စစ်အတွေကိုပိုင်ဆိုင်ထားတယ်ဆိုတဲ့အချက်ကိုလည်းထည့်ပြောမှာဖြစ်ပါမယ်။ Owen, Samavelli, Wilson တို့ဦးဆောင်တဲ့တိုက်စစ်အတွေကနောက်ဆုံး၃ပွဲမှာ၈ဂိုးအထိရရှိအောင်လို့စွမ်းဆောင်ထားတယ်လို့တပတ်က၃ပွဲမှာ၁၀ဂိုးအထိပေးထားရတဲ့ Van Dijk ဦးဆောင်တဲ့ခံစစ်နဲ့ပတ်ပင်းတွေ့ရတော့မှာဖြစ်ပါတယ်။ ော်ဆန်ရဲ့ကွင်းလယ်မှာကတော့ဘာဂွေတာ၊ဟော့တ်၊ဖာနန်ဒက်တို့နဲ့ပွဲထလာနိုင်ပါတယ်။ခံစစ်မှာဆိုရင်ဒိုဒီဘို၊ခေမန်၊ဒီဇာကာ၊ဒိုင်အော့ဖ်တို့ရှိပြီးတော့မှဘုဒ္ဓမကတော့အရီယိုလာကပဲနေရာရလာအောင်ဖြစ်ပါတယ်။ကလီဘဘူးတင်မာကတော့မှောင်မိုက်တဲ့ကာလကိုရောက်နေခြင်းဖြစ်ပြီးတော့အလင်းနှံတစ်ခုကိုမဖြစ်မနေရှာဖွေသွားရမယ့်အချိန်ဖြစ်ပါတယ်။ခြေစွမ်းကြဆင်းနေခြင်းဖြစ်တာကြောင့်မလို့အဝေးဝင်းစားဆောင်ရေးချက်လက်တွေကလည်းအားရစရာတော့ကောင်းမနေပါဘူး။ ကစားသမားကောင်းတွေကိုပိုင်ဆိုင်ထားပေမဲ့လို့ကစားသမားတွေနဲ့ဒီစနစ်အကြအံဝင်ခွင့်ကြမဖြစ်သေးတာကိုတွေ့ရပါတယ်။အဝေးကွင်း6ပွဲမှာ၄ပွဲအထိကိုရှုံးထားပြီးတော့နှစ်ပွဲပဲနိုင်ထားသေးတယ်ဆိုတဲ့အချက်လက်ထက်ဒီ WhatsApp နဲ့အဝေးကွင်းပွဲစဉ်ကတော့မဖြစ်ဖြစ်အောင်အနိုင်ကစားသွားရမယ်ဆိုတဲ့ mindset မျိုးကိုဒီဘက်ဘုကရိုက်သွင်းထားရမှာဖြစ်ပါတယ်။ WhatsApp နဲ့ပွဲကြုံမှာအသင်းနိုင်ရကစားသမားတွေနဲ့ပတ်သက်ပြီးတော့ slot ပြေပြောစကားအရာဆိုရင် Frimpong Bradley တို့ကတော့ဆက်လွဲပါအောင်မယ်။ Wist တို့ Ikitiki တို့ကလည်း ပါဝင်ဖို့တော့တိတ်မတိချာသေးပြီမဲ့အရင်အနေထားနဲ့ပါဝင်လာမလားဆိုတာတော့စောင့်ကြည့်ရမှာပါ။ Alison ကတော့ဒီပွဲမှာပြန်လဲပါဝင်လာနိုင်ဖို့ရာခိုင်နှုန်းများပါတယ်။ Armslot ရဲ့ကစားကွက်အခင်းချင်းကိုတာမန်ပြိသက်တယောက်အနေနဲ့တောင်မှမှန်းဆလို့ရနိုင်ပါတယ်။ပြိသက်ဒီကလည်းဒါကိုမဖြစ်ချင်ဆုံးပါပဲ။မှန်းဆရလွယ်ကူနေလို့ရှိရင်ပြိုင်ဘက်အသင်းရဲ့ထိုးနှက်မှုတွေခံသွားရနိုင်ချေရှိလို့ပါပဲ။ဒါပေမဲ့လည်းအသင်းရဲ့လူစင်းအရာကတော့ Armslot အများကြီးအပြောင်းအလဲပြုလုပ်နိုင်အောင်မဟုတ်ပါဘူး။ကုသမားက Alison ၊ညာချမ်းမှာ Gomez ၊ဘယ်ချမ်းမှာ Robertson ၊ ဘူခန်းစစ်မှာကူနာတီနဲ့ဗန်ဒိုက်ကွင်းလယ်မှာကာတစ်ဂျုံဆိုဘိုမာကာတိုက်စစ်မှာအီဆက်ဂတ်ဘိုဆာလာတို့ပါဝင်လာနိုင်ခြေရှိပါတယ်။အတင်းတင်းကစားပုံကရုတ်တရက်ပြောင်းလဲသွားပုံအတွက်ကစားသမားတွေပွဲထွက်အခင်းကြီးနေနဲ့အများကြီးမသက်ဆိုင်ပါဘူး။ကစားရမယ့်ပြိုင်ဘက်အတင်းရဲ့အားနည်းချက်တွေပိတ်ဆို့တားဆီးရမယ့်သူတို့ရဲ့အားသာချက်တွေကိုကစားသမားတယောက်ချင်းစီတိုင်းမှာယူရမယ့်တာဝန်တွေကပဲအရေးကြီးတာပါ။အဲ့ဒီအတွက် Amslot မှာတာဝန်ရှိပါတယ်။ Amslot ကလည်းအများကြီးမှားဖို့တော့အချိန်မရှိတော့ပါဘူး။ နောင်နာမရကြည်လို့ရှိရင်တော့အခုကတည်းကပြင်ဆင်ရမှာဖြစ်ပါတယ်။နောက်တစ်ချက်အရေးကြီးဆုံးကကစားသမားတွေရဲ့စိတ်ဓာတ်ပိုင်းတက်ကြွနေအောင်ဖန်တီးပေးနိုင်ဖို့လိုအပ်နေတာပါပဲ။ဆရာတို့ကြောင့်မို့90ရာခိုင်နှုန်းရှိပြီးကစားနေတဲ့ပွဲနဲ့ဆရာခိုင်နှုန်းလောက်ပဲရှိပြီးကစားနေတဲ့ပွဲကအများကြီးกว่าပါတယ်။အဲ့လိုပဲ90ရာခိုင်နှုန်းနဲ့ထက်ကစားတဲ့ပွဲစဉ်တစ်ခုကလည်းအများကြီးกว่าချပါတယ်။လီဗာပူးကစားသမားတွေအနေနဲ့က100ရာခိုင်နှုန်းအပြည့်အာယုံစိုက်ထားဖို့လိုအပ်နေပြီးတော့ ဝါဆန်းကလည်းနီးပြတဲ့နဲ့အထိုင်ကျလာနေပြီးတော့အချိန်မရွေးဖြက်စီးနိုင်စွမ်းကြီးမားနေတာကိုမျက်ကွယ်ပြုထားလို့မရတာကြောင့်ဒီဒေတာတွေ့ဆုံမှုက ပြင်းထန်လာမလားဆိုတာဆက်ပြီးတော့မှစောင့်ကြည့်သွားရပါမယ်။မှားသူခံရဇလန်းဖြစ်တာကြောင့်အမားနေတဲ့အသင်းကပဲအနိုင်ရသွားနိုင်ကြောင်းထင်မြင်မိပါတယ်ရှင်။အားလုံးကိုကျေးဇူးတင်ပါတယ်။